။အမတို့ MOD လည်းကြော်လို့မရဘူး။ဘာမှလုပ်လို့မရဘူးညီလေး။ကြော်နေရမှာလား။ဥစ္စာတွေကတော့ဖြစ်နေလို့ပြောရရမှာနော်။တခြားဒီအညာတွေတော့မဟုတ်ဘူး။တခြားတော့တိုင်ရင်းနေမှာပေါ့။ဒီလိုမျိုးအာတန်းတန်းလေးပါပြီ။ဖန်ဆီးတယ်။ပြီးဟောဖန်ဆီးတယ်ပြီးလို့ရှင်ကိုယ့်ကတရားစီရင်တရားစစ်ဆေးရမှာပေါ့။ဘယ်လိုမှန်းကအခုဆိုင်ကုန်ကိုတချို့ပါဆိုပြီးတော့ဒီလက်လက်ကန်အဖွဲ့ကြီးမှာသူကအလုပ်တက်တယ်လေးတရင်တွေ့နေတာပေါ့နော်။အဲအဲ့ဒီအကြောင်းမျိုးဒီမိုးချိုးဖွယ်သားတွေရောဒီပတ်စံမှာရှိရဖွယ်သားတွေရော နောက်မှပြန်ကြည့်ရအောင်နော်ဒီတရင်ပြန်ထားတဲ့ကိစ္စကိုတော့ဒီကတရားပြတတ်မှုကိုပုံဆောင်ပါမယ်လို့ပြောတယ်ဟုတ်ကဲ့ front line bypass ဆက်ဒီမှာတင်းနဲ့တောင်းရှိတဲ့အစင်လိုက်နော်ပုံတော့ခုနဲ့အဲ့ဒီတော့ခုနဲ့ပန်ဆက်တို့ကိစ္စရေးမူကျတောက်ကြားကိစ္စတွေနောက်ဆုံးဖြစ်လာတဲ့ဗမာအာမီအကြောင်းတွေအကုန်လုံးကိုကျွန်တော်တင်ထားပြသဖြစ်ပါတယ်။ဘာလို့ပြောရလဲဆိုရင်ခုနကပြောတဲ့တရားမျှတမှုစော်စော်ရေးကော်မတီဆိုတဲ့ဒါစီရန်ပုတ်ကြီးဒီတူတာတို့ကပတိန်ဇီရိုတို့နဲ့လုပ်ခဲ့တဲ့နောက်ပန်ဆက်ထဲမှာပါတဲ့ အဖွဲ့တွေရဲ့ဒါပြန်ထွက်လာခဲ့တဲ့ဒါ CDN အရာရှိတွေနဲ့အတူတူလုပ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကောက်ကောက်နက်နက်သိတယ် Plan Line ပိုင်းအနေနဲ့ပါဝင်ခဲ့တဲ့အခြေအနေဖြစ်ပါတယ်တရုတ်တမတားနဲ့တွေ့တဲ့ဆိုတဲ့ဗမာအာမေဒေါ်လာကြီးတဲ့မှာ Trojan လားဆိုတော့ကျွန်တော်တို့စမ်းစစ်ဖို့လိုတယ်ကိုဆိုင်ကိုပဲတပည့်တွေနဲ့မေးထားတာရှိတယ်သူတို့တောင်းဆိုလာတာရှိတယ်ကိုဆိုင်ကိုတပည့်နော်ဒါတွေကပြန်ကြည့်လိုက်ပါ နော်အဲ့တော့ကျွန်တော်ဒါဒီလောက်ပဲပြပါမယ်ဒါသူတို့တွေနဲ့ကျွန်တော်တို့တွေကိုယ်တိုင်မေးကိုယ်တိုင်ပြောပြီးတော့တေးသနဲ့ frontline ဘက်နဲ့မေးပြီးတော့တင်လာတော့ပါ online ပေါ်မှာတရုတ်တမတော်နဲ့တွေ့ခဲ့တယ်ဆိုပြီးတော့စကားတမျိုးနဲ့စစ်အာဏာရှင်စัจကြည်ရဲ့အတွက်လှူရှားနေကြတဲ့ပြည်သူစစ်မဟာပြူလို့စီဒီအရာရှိတွေရဲအရာရှိတွေပါတဲ့ပြည်သူစစ်မဟာပြူလို့ပန်ဆက်ရဲ့နောက်ွက်ကအမှန်တရားကိုဖော်ထုတ်ဖို့အချိန်ရောက်လာပါပြီပြည်သူစစ်မဟာပြူလို့ပန်ဆက် PMSAB ဆိုတဲ့ ပြည်သူ့စစ်မဟာဗျူရိုပန်ဆက်ဟာ CDM စစ်အရာရှိတွေနော်ရဲရရှိတွေပါဝင်ပြီးတော့စုဖွဲ့ထားတဲ့အဖွဲ့တစ်ခုပါအဓိကအဲ့ဒါကိုဦးဆောင်ချိုးကိုင်တာကအင်္ဂလန်မှာနေတဲ့အင်္ဂလိပ်စာသင်နေတဲ့ဦးမမဝမ်း88ကထွက်သွားခဲ့တဲ့ဒေါ်လာရေးလှောင်ရှားမှုတဲ့အင်အားစုကလူတယောက်နော်သူ့အကြောင်းတွေတော့သိပါတယ်ချိုးနေနော်နောက်စစ်ဖွဲ့စိတ်ဆရာဝန်ဖြစ်တဲ့စီရန်ဘုတ်ကြီးမင်းမမခုနကအတန်ဖိုင်မှာညီလေးဘာဖြစ်တဲ့ညာဖြစ်တဲ့ပြောနေတဲ့ချိန်ချမှုနောက်မဲဆောက်ထိုင်းနိုင်ငံမှာလှောင်ရှားတဲ့စော်စော်ထုံး သူတို့တွေဟာအဓိကတန်ဆက်တဲ့မှာပါပြီးတော့လက်ရှိမိုးကျုပ်တောက်ကြားကြီးတောင်းလာတဲ့ဗမာအာမေကိုကျိုးကိုက်တာဖြစ်ပါတယ်။အဲ့တော့တိုက်ပြီးတဲ့နောက်မှာစီရန်အရေးအရှိတွေ CTN စေးရရှိတွေစစ်ပြုတ်ဟာတွေတင်ပေးဖို့ဘာပြောရရေးဆွဲတင်ပေးဖို့အတွက်ရည်ရွယ်ခဲ့တဲ့ပန်ဆက်ဟာနောက်ပိုင်းမှာကိုအကျိုးစီးပွားလမ်းကြောင်းပေါ်ကိုရောက်သွားခဲ့တဲ့အတွက်ကြောင့်တော်တော်များများပြန်ထွက်လာခဲ့ကြပါတယ်။ပန်ဆက်ဆိုတော့အဲ့လိုမျိုးကျွန်တော်ပြောတဲ့စစ်ရဲ CTN အခြေခံထားပြီးတော့ပထမအ우ဆုံးလုပ်ခဲ့တာကနော်လုပ်ခဲ့အဖွဲ့တစ်ဖွဲ့ပြည့်တဲ့တပ်ဖွဲ့တစ်ဖွဲ့ကို မိုးကျောက်ပြောက်ကြားတက်ဖွဲ့ဆိုပြီးတော့ဒါဟာသူတို့ထောက်ပံ့မဲ့ငွေကြေးကူညီမဲ့ဆိုပြီးတော့ဆက်သွက်ပြီးမိုးကျောက်ပြောက်ကြားဆိုပြီးတော့နာမည်ကိုပြောင်းပြီးတော့ထောက်ပံ့ပြီးတော့သူတို့ချိုးကန့်ခဲ့တာအမတ်တယောက်ကပတ်ဆက်ဆိုတော့သူတို့စေဦးစီးအဖွဲ့လို့ထင်နေကြတယ်မဟုတ်ပါဘူးမိုးကျောက်ပြောက်ကြားတဲ့စေဦးစီးအဖွဲ့မဟုတ်ပါဘူးကချင်ပြည်နယ်မှာအာလေကျင့်လက်တက်တက်ဆင်ထားတဲ့ဗိုလ်ကြီးဆိုင်ကိုတူတက်ရင်ပြပါတယ်ပြီးသူစစ်မဟာဗျူရိုဟာ အလူငွေရံပုံငွေအခင်းကျက်အတွက်ပဲအဲ့ဒီဟာကိုချိန်ပြီးတော့အသုံးပြုခဲ့တာဖြစ်တယ်။ဒါဆက်ကျိုးကိုင်နဲ့မိုးကျိုးပြောက်ကြောင်းမှာတိုင်ရင်လေးခုရှိရဆိုပေမဲ့တကယ်တော့တိုင်ရင်တစ်ခုပဲရှိတယ်။လက်ပြီးတော့တုံးနေတဲ့လိမ့်လည်ထားတဲ့အခြေအနေ။နော်တန်ဆက်ဟာတော်လိုင်းအတွက်စစ်ပြုတ်ဟာတွေကိုအတိုင်းသားဒေသမှာတင်ပေးနေတဲ့ကချင်းမှာအခြေစားပြီးတင်ပေးတယ်။နောက်ကျိုးပန်းနေတဲ့ပုံစံမျိုးအထင်မြင်ကြပေမဲ့တကယ်လှုပ်ဆောင်တာကအခွင့်အရေးကိုစောင့်နေတဲ့သဘော။ဘာဖြစ်လို့ဆိုရင်တန်ဆက်ဟာ၄နှစ်တာလက်တွေ့တိုက်ပွဲကြီးကြီးမားမား န်ဆက်ဥဆောင်ထားတဲ့မူချိုးပြောက်ကြားမတိုက်ခဲ့တယ်လို့နာမည်ပြောင်းဝင်လာတယ်ပထမအာမီမှာလည်းမတိုက်ခဲ့ပါဘူးပူကြီးဆိုင်ကိုရတက်ရင်ကိုလက်နဲ့တက်ဆင်ပေးတာက KIA ပါပန်ဆက်ကတက်ဆင်ပေးတဲ့ဆိုပြီးတော့ထင်နေကြတာမဟုတ်ပါဘူး KIA ကတက်ဆင်ပေးတော့ပြီးတော့ KIA ကတင်ကြားပေးတာလားအဲ့တက်ရင်တခုကိုမူချိုးပြောက်ကြားဆိုနာမည်ခံပြီးတော့အာကွန်ထူရိတ်လာသူကပြောရေးဆိုခွင့်ရှိသူလက်ရှိပမာအာမီရတက်ရင်မူလားမသိဘူးပန်ဆက်ကလက်နဲ့တက်ဆင်ပေးတာလားမဟုတ်ပါဘူးနောက်တစ်ခုကမူချိုးပြောက်ကြားရဲ့မူဝါဒက တော်လိုက်အောင်ပြီးတဲ့နောက်နောက်ထပ်9နှစ်တိတိလက်နက်ကိုဆက်လက်ကိုက်ဆွဲထားမယ်ဆိုတဲ့မူဝါဒဟာကိုဆိုင်ကုန်နဲ့ဒီပန်ဆက်တို့ကြောင့်မှပြဿနာဖြစ်တာဖြစ်ပါတယ်။သဘောတော်မတိုက်ဆိုင်တဲ့ကိုဆိုင်ကုန်ထွက်ခွာဖို့လုပ်တဲ့အခါမှာတီရန်ဘူကြီးမင်းမမောင်ကကိုဆိုင်ကုန်ကိုလက်နက်ပွဲစားလုပ်တယ်လက်နက်တွေလက်သုံးစားလုပ်ပြီးရောင်းစားနေရဆိုပြီးတော့ဆွဆွဲပြီး KIA ဒေတာကအရှင် KIA အရာရှိနဲ့အတူဟန်ဖို့လုပ်ခဲ့တာဖြစ်ပါတယ်။တစ်ဖက်လက်နက်ခေါ်လိုက်ပြီးတော့လက်နက်အပ်ဖို့မေးထွက်မယ်ဆိုလက်နက်အပ် ပါဆက်အလာကဲဆိုပြီးတော့ပြောတော့အဲ့ဒါကကချင်ရတက်ဆင်ပေးတယ်ကချင်မှာအမှတ်ဆိုပြီးတော့အဲ့လိုဆိုတော့ကချင်မှာလာအပ်ဖို့ခေါ်ရအောင်နေပြီးတော့ထားလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့တွေအဲ့ဒီတော့တရားမျက်တော့မှုဖော်ဆောင်ရေးကော်မတီဆိုပြီးတော့ပါကြလို့ဖြစ်မှာစိုးရိမ်ပြီးစီရံပူကြီးညွတ်တာနဲ့ဒါကပတိဇီရိုတို့တခြားတခြားများရဲ့ပဲမီဒီယာတွေလည်းတက်ရောက်ပါတယ်။အဲ့လိုမျိုးဝိုင်းခေါ်ခဲ့ကြပြီးနော်မင်းမြန်ခဲ့ကြပြီးနောက်မှာတော့အာကိုဆိုင်ကိုစစ်စစ်လိုက်တယ်။ပါဆက်ရမကောင်းမှုတွေပေါ်သွားတဲ့အတွက်ကြောင့်ကိုဆိုင်ကိုပြန်လုပ်ခဲ့ပါတယ်။ ပြန်လုပ်ပြီးတော့တရက်ခရိုင်မင်းဘူးဖက်မှာတည်ရင်မှုအနေနဲ့တာဝန်ထမ်းဆောင်တယ်အခုတော့တည်ရင်မှုအနေနဲ့တာဝန်ထမ်းဆောင်ပြီးအမ်ဘဒန်လက်ဖက်မှာအေအေတို့နဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေတယ်ပြောချင်တော့ကတန်ဆက်ဆိုတာအမြင်ပြမှာတကယ်လည်းရှိနေတာမဟုတ်ဘူး online ပေါ်ကနေနော်စီဂျန်မူကြီးမင်းမမကဩစတြေးလျမှာဥမမဝမ်ကအင်္ဂလိပ်စာသင်တာကအင်္ဂလန်မှာဒီပြည်ထဲကိုလှူရှာတဲ့အဓိကစောစောထောင်းကမဲဆောက်ထိုင်းနိုင်ငံမှာနော် ုံချိုးပြောက်ကြောတက်ရင်းဆိုတာကမြေပြင်မှာပန်ဆက်ကတက်မရှိပဲကျိုးကင်ချဲ့လက်ထားလိုက်အညာ PDF နှစ်ဖက်ကိုအားဖြည့်ဖို့လက်နဲ့တက်ဆင်ပေးမယ်ဆိုပြီး KIA မှာတင်တက်ဖို့တော့ခိုင်ခဲ့တယ်အဲ့လိုမျိုးအမှုတွေဖြစ်ပြီးတော့ KIA ရမယုံတဲ့အတွက်ကြောင့်တင်တက်ပေးပြီးတော့လက်နဲ့တက်ဆင်မပေးလိုက်ဘူးပန်ဆက်ဟာတကယ်နိုင်ငံရေးကိုစစ်စစ်ရေးကိုတကယ်လို့တော့မဟုတ်ဘူးကိုကျိုးအတွက်ရည်ရွယ်ပြီးတက်ထောင်ထားတဲ့အခြေအနေတစ်ခုဖြစ်တယ်ဖြစ်ဖြစ်တဖြည်းဖြည်းနဲ့ပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခြေအနေသူတို့အလို့ဟာတကယ်အမြင်ပြင်ရဲ့စစ်ပြုတ်ဟာလည်းမဟုတ်တလို့ PR public relation သဘောမျိုးအဲ့လိုအခြေအနေတည်းမပေါ်ဘူးလို့ပဲတွေ့ရပါတယ်ကျွန်တော်တို့တွေတရားမျက်တော့ဖော်ဆောင်ရေးကော်မတီကနေပြီးတော့เนาะချိတ်ချောက်မှုတွေကြောင့်အဲ့လိုမျိုးအတွင်ပိုင်းပြဿနာတွေကိုဖြေရှင်းမဲ့ပါကြောင်လုံးဖြစ်ဖို့ဆိုပြီးတော့အများကြီးဖော်ထုတ်調査ခဲ့တယ်เนาะအဲ့လိုမျိုးကောက်ဖွဲ့ဖို့ဆိုပြီးတော့ကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ပါတယ်တရားမျက်တော့မှုဖော်ဆောင်ရေးကော်မတီမှာလေးစားရှင်းလင်းပွဲမှာဆွေးနွေးမေးမြန်းပြီးကိုယ်ဆိုင်ကိုယ်ရဲ့ထွက်ထွက်လာတဲ့လူတွေရဲ့ဝုတက်ဖွဲ့နဲ့လည်းမေးမြန်းထားတာပါဒီဗီဒီယိုရဲ့ description မှာ link ထည့်ပေးထားပါတယ်ဒီတော့ ကြီးမားတဲ့ခြေချမှုတွေအများကြီးခံရတယ်ဒီဝူဖွဲ့တော်တွေအားလည်းမိုးကြိုးကနေဖက်ထွက်လာတဲ့ကိုယ်ဆိုင်ခွဲတပြည့်တွေနေစရာနေရာမရှိအောင်နော်ဒါလိုက်နောက်ရှက်တယ်အမြင့်မြင့်လုပ်တယ်ဒီတော့အခုအဓိကဖြစ်လာတာကဗမာအာမေဒါဟာပန်ဆက်ရဲ့မိုးကြိုးပြောက်ကြောင်ကိုနာမည်ပြောင်းပြီးတော့ဖွဲ့လာခဲ့တဲ့အဖွဲ့အွန်လိုင်းကနေမြင်ပြမှာမရှိပဲအတရင်လေးရင်လေးပါတွေပြောတယ်ဆိုပေမဲ့အချက်ကားပြီးပြောတာပို့ပြီးဆိုတဲ့အချက်ကောင်မှုကတယောက်တက်မထားနဲ့တွေ့ခဲ့တယ်ဆိုတော့ စီတံဘူကြီးမင်းမမောင်ကပြောတာကိုမင်းတင်နော်ကိုမင်းတင်ကတင်တဲ့အပေါ်မှာနော်ဒါဟာမဟုတ်တဲ့အခြေအနေမဟုတ်တာတွေကိုမင်းတင်ပြောဆိုခဲ့တာဘယ်လိုနည်းနဲ့မှလည်းမဖြစ်နိုင်ဘူးဖြစ်နိုင်တဲ့အကြောင်းမရှိဘူးတန်ဆက်ဟာစစ်လက်လက်ကိုက်တက်ဖြစ်ပြီးမဲ့နော်ဝင်ရောက်တဲ့အခြေအနေကစိတ်ဓာတ်စစ်စင်ကြီးအခန်းကန်လာပြီးဝင်ရောက်နေတာဖြစ်ပါတယ်ဘယ်လိုဖြစ်လဲဆိုရင် fake colon လို့ခေါ်တဲ့အတွင်းပိုင်းမှာအားနည်းစေတဲ့အဖွဲသဘောမျိုးဖြစ်လာပြီးတန်ဆက်ဟာလေဖောက်ရင်ရေထဲဝင်ဆိုတဲ့အတိုင်း CDN ရဲ့ image ကိုအတုံးချပြီးတော့ လို့တလို့ကိုကျိုးအတွက်ကျိုးကိုက်နေတဲ့လူတွေဖြစ်ပါတယ်။အကယ်၍ပန်ဆက်တော့အဲ့လိုမျိုးဆက်ပြီးလုံးနေမယ်ဆိုရင်တမိုင်းထဲမှာသူက Trojan Hawk ဖြစ်သွားပြီ။ Trojan Hawk ဇလန်းလို့ပဲတော်လန်ရေးရဲ့ကောက်ကင်မြေပြင်ထဲကိုဝင်ရောက်ထားတဲ့ပန်ဆက်ဟာအတွင်းအထက်ကနေယူစီးပြီးတော့အဓိကတော်လန်ရေးရဲ့ CDN ကန်ထောက်ကိုမယုံကြည်မှုတန်တရားတွေနဲ့ဖျက်ဆီးပစ်နိုင်တယ်။နော်ကျွန်တော်တို့တိကျတဲ့အတိတ်က Trojan Hawk ဇလန်းလို့ပဲတော်လာရေးဟာအတွင်းစိတ်တက်မှတော့ပြက်ပြီးတော့အပြင်စစ်တပ်တွေဟာ တော့ပူဇော်ကိုရောက်သိမ့်ပိုက်နိုင်တယ်။အတင်းကနေဖောက်ပြီးတော့တိုက်ခိုက်တဲ့ပုံ။ပန်ဆက်ရဲ့အချက်တွေကိုပြောရမယ်ဆိုရင်နော်နောက်ပိုင်းမှာသဆင်ပြီးသဆင်လောက်လာခဲ့တာကသူတို့အာဖမ်းပေးတဲ့အချိန်မှာကိုဆိုင်ကိုရဖုတ်သိမ့်ပြီးတော့ကိုဆိုင်ကိုရချစ်သူကောင်မလေးပုတ်ပြီးပုတ်ခုရေးပုတ်တွေကိုအကောက်တူနဲ့ဖြန့်ဝေခဲ့တယ်။တခြား CDM တွေနဲ့ဒါသူတို့ CDM အဆက်ဆက်နဲ့နော်ပြည်သူဘက်ကိုပြောင်းလာတယ်ပြီးဩစတြေးလျောက်သွားတယ်ဆိုတော့ time ဖက်မှာရှိတဲ့ CDM ရရှိတော့ တခြားတခြားပေါ့ဗျာနာမည်တော့မပြောတော့ပါဘူးအဲ့အဖွဲ့တွေရဲ့အဲ့ဒီလူတွေရဲ့လိပ်စာကိုထိုင်းရဲဒီစီကိုစီရပေါ်ကြီးမင်းမမောင်တို့ကအကြောင်းကြားပြီးတော့ဖန်ခိုင်းပါတယ်နော် CGM ရရှိတွေရဲ့လိပ်စာကိုထိုင်းရဲဒီစီပေးပြီးဖန်ခိုင်းတယ်အဲ့လိုမကောင်းတဲ့ရည်ချက်တွေကို CDN တွေကစုံစမ်းဖော်ထုတ်နိုင်ရင်တော့ပိုကောင်းပါတယ်အတွင်းပိုင်းတစ္ဆာဖောင်းမှုကို CDN တွေကိုယ်တိုင်ရှင်းပြလို့နိုင်မှာဖြစ်ပါတယ်အကယ်၍ CDN တွေကအဲ့ဒီလိုမျိုးရင်ဆိုင်နိုင်ခြင်းမရှိခဲ့ဘူးဆိုရင်တော့ ော်မိစားတွေ့ရင်ဖြောက်ဆွဲတခုတွေ့ရင်ဒုက္ကိုက်ဆိုတဲ့အခြေအနေမျိုးနဲ့တွန်လိုင်းတစ်ခုလုံးအချင်းချင်းကြားမှာအကွဲပြားမှုတွေတိုက်ခိုက်မှုတွေနဲ့အချင်းချင်းပြက်စီးမှုတွေပို့ပြီးတော့ကြီးကြီးမားမားရင်ဆိုင်ရနိုင်ပါတယ်အဓိကအချက်လေးလေးပြကောင်းရရင်ပန်ဆက်ဆိုတာစီပြဘူကြီးမင်းမမအင်္ဂလာမနီရဲ့ဥမမဝိုင်းတို့ရဲ့အမိပြင်းမှာတက်မရှိပဲဇက်ခေါင်းကွဲနေတဲ့နာမည်ပြောင်းရသေး8000ဇက်လို့ဖြစ်နေပါတယ်တက်အမိပြောင်းပြီးပမာအမိဖွဲ့တဲ့တိုင်းသားတွေရဲ့လူချင်းနဲ့ကိုစားပြုမှုနဲ့မှန်တဲ့လိတ်လဲနေတာဖြစ်တယ် ဲ့ဒီလိုမျိုးမယုံသားမှုယုံမှမှုတွေကတော်လိုက်အတွက်အန်တီရဲ့အရှိဆုံးအခြေအနေအုပ်စုဖြစ်တယ်ဆိုတဲ့ကြောင့်သတိထားဖို့အားလုံးသိဖို့လိုအပ်ပါတယ်ဗမာအာမီရဲ့ကျိုးကန်စီရပူကြီးမင်းမမဟာသူကလည်းတရားတမတော်နဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့ပြောဆိုမှုဟာတော်တော်လေးအန်တီရဲ့များပြီးတော့တော်လိုက်ရဲ့ပုံရိပ်ကိုပြိုလဲစေနိုင်တယ်ဆိုလိုတာကပန်ဆက်လိုက်ရမှုတွေများလာရင်တော်လိုက်အတွက်စီရအန်အခန်းကဏ္ဍကနေစပြီးမင်းမိတ်မယ်တိုက်ပွဲတွေထဲမှာပါဝင်ပတ်သက်နေတဲ့တရင်တွေပြေးပို့နေတဲ့ဖျက်တိတွေလည်းပေါင်းပြီးတော့တကူညီနေတဲ့ စီဒီအန်ရဲ့ယုံကြည်မှုပျက်စီးပြီးရဲဘော်တွေအချင်းချင်းကြားတန်တရားတွေနဲ့အဆိုးဆုံးအခြေအနေတွေထိဖြစ်လာနိုင်ပါတယ်။ဒါပြင်မြေပြင်ကတကယ်လုံးနေတဲ့ရဲဘော်တွေကလည်းနော်ပမာအမေရိကပါတဲ့ရဲဘော်တွေကလည်းဒါကိုမမက်ကကန်နားလဲတဲ့ဆိုရင်အလုံးသိနေတဲ့အတိုင်းသိတဲ့နားလဲထားတဲ့ဆိုရင်ဒီပါက control လုပ်နေတဲ့ control လုပ်မှုရဲ့တက်ခဲကိုဖျောက်ထုတ်ဖို့လိုပါတယ်။မဟုတ်ရင်တော့ကျိုးကန်မှုကနေပျက်စီးရဖြစ်စီချောင်းဖြစ်ပါလိမ့်မယ်။ တန်တက်ဟာ CDN ရဲ့ကုတ်တရင်နာမည်ကျော်သောမှုကိုအတုံးချပြီးဗမာအာမီဆိုတဲ့အမည်နဲ့လေညာမှုတွေကိုကျူးလွန်ပြီးနောက်ကွယ်ကမယူသားမှုတွေနဲ့ပါဝင်လာတာဖြစ်ပါတယ်။အတွင်းပိုင်းမှာအဲ့လိုစပြီးတက်ဆောက်ထားမှုတွေကြောင့်တော်လိုင်းရေးပြပြားစေနိုင်တဲ့အန်ဒီရီရှိနေပါတယ်။အလွန်ပဲသတိထားဖို့လိုပါတယ်။ဒီကုတ်ချော်ရရင်နော်ဒီပတ်ဆက်ဟာမြေပြင်မှာမရှိပဲဗမာအာမီဆိုတဲ့တပ်ဖွဲ့တစ်ခုတည်းနဲ့လူထုယုံကြည်မှုကိုယူပြီးတော့အင်အားစုတွေကိုကိုယ်ပတ်စည်းရုပ်ကိုစူးစမ်းနေပါတယ်။ အဲ့လိုမျိုးအတ္တစာဖောက်အတွင်းပိုင်းမှာပုံကံအခြေတဲ့အခြေအနေအကိုချင်းချင်း device and root ဖြစ်စေတဲ့ပြပြစီတဲ့ NDA တွေလှောက်ဆောင်နေတာကိုသတိထားပြီး NDA ရှိကြောင်းကိုအလုံးတက်ညီလက်ညီနဲ့တိုက်ဖြတ်ဖို့ဖယ်ရှားဖို့လိုပါတယ်။ Trojan ဟောက်ဖြစ်လာနိုင်တဲ့အပန်ဆက်အဖက်ကို CDN တွေရောပြည်သူတွေရောဒွန်လိုင်းအင်အားစုတွေရောစိတ်ခေါ်မှုတိုင်းကိုတောင်းပူပေါင်းပြီးဖြေရှင်းဖို့လိုပါတယ်။ပို့ပြီးတော့ဖြစ်တဲ့တော့အဲ့ဒီအခြေအနေတိုင်းကိုကိုယ့်ရဲ့ရင်းချက်တည်ငြိမ်တဲ့စိတ်နဲ့ဒွန်လိုင်းရဲ့အတွက်ရှေ့ရှုပြီး ဖြည့်ရှင်းရပါလိမ့်မယ်ဆိုတော့ကိုကျွန်တော်တင်ပြချင်တာဖြစ်ပါတယ်ပြောခဲ့တဲ့ပန်ဆက်နဲ့ဗမာအာမီထရိုဂျန်ဟောက်ဆိုတဲ့ဆက်ဆက်ဗီဒီယိုတွေကိုဒီဗီဒီယိုရဲ့ description မှာကျွန်တော် link ထည့်ပေးထားပါတယ်ဒါမူချိုပြောက်ကြတက်ဒါဒီဘက်တော့ဆိုတော့ဥမမဝမ်းပိုကြီးမမမောင်ဒါကိုဆိုင်ကိုဒါကိုဆိုင်ကိုရဲပေါ်တွေပါဒါကျွန်တော်ရေးလိုက်တာ CDN ဆိုင်ကိုဆိုပြီးတော့ရေးလိုက်တာလည်းတွေ့တယ် YouTube မှာ share လုပ်လို့ရတယ်လို့ကျွန်တော်ဒီအောက်မှာထည့်ပေးထားတဲ့ link ကနေကြည့်ဖို့လည်းကျွန်တော်ပြောချင်ပါတယ်အဲ့ဒါမှဒါကကနနာတိမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် thank you